ကချင်ပြည်နယ်ဖားကန်းဒေသကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတဲ့နောက်အခုရက်ပိုင်းတိုက်ပွဲတွေညင်နေတာကနေဂျွန်လ3ရက်မှာတော့ကြောက်စိမ့်လောက်ကွက်တစ်ခုမှာပောက်ကွဲမှုဖြစ်ခဲ့ပါတယ်။လောက်ကွက်ထဲမှာရှိတဲ့ရန်သူလောင်တဲ့နေရာကိုလက်နက်ကြီးကြီးကျရောက်တာကြောင့်ပောက်ကွဲမှုကြီးသွားတာဖြစ်ပြီးပြည်သူ3ယောက်တိုက်ဆုံက10ယောက်ထပ်မံတဲ့ဒဏ်ရာပြင်းထန်ကြောင်းအနီးဝန်းကျင်မှာနေထိုင်တဲ့ဒေသခံကပြောပြပါဗျာ။ ။ဖီဆိုးယုံလုံးကယောက်ျားလေးနှုတ်မိန်းကလေးတူထိရတရရတဲ့လူလာတွေကတော့တကယ်ဆိုးရင်ရသောလူလာကသူကအမျိုးသမီးနှုတ်ယောက်ျားလေးရှိဦး။သာကံမျိုးနဲ့လုံခင်းကြီးရဟောမော့စီကကြီးရပိုင်းနဲ့ကျွန်တော်စောင်းချေဓမ္မရုံရဲ့အနောက်ဘက်ကတင်အောင်ကျန်ကိုမီလောက်ွက်ထဲမှာ ပေါ့နော်အဲ့ဒီခုနကဟိုပါပေါ့ကျွန်တော်ဒီလက်နဲ့ချီချီကြားပေါ့ပွဲတာပေါ့ဒါလိုပေါ့ပွဲအပြင်းစီတော့ကြောင့်လုံးကင်းမော်စီတာစောင့်ချိန်ပေါ့နော်အထီးတန်းတော်တော်လေးဖြစ်သွားတယ်ပေါ့ဖားကန့်ကိုစစ်ကောင်စီတပ်တွေမြို့ထဲဝင်ရောက်ချိန်ကစလို့လုပ်ငန်းရှင်တွေစီကနေငွေတောင်းခံနေတဲ့အပြင်အခုပေါက်ကွဲမှုမဖြစ်ခင်ကလည်းတစ်သုံးလုံးကုမ္ပဏီဝင်တွေကကားငါးစီးကိုမိရှုဖျက်ဆီးခဲ့သေးတယ်လို့ဒေသခံကပြောပါရယ်စစ်ကောင်စီတပ်တွေငွေတောင်းခံတာနဲ့လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတဲ့အပြင် ကာမိုင်းလမ်းပေါ်မှာလဲဖားကန့်ကိုတက်လာတဲ့စစ်သားတို့ချမ်းပြေးသေးတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်နေကြတာပါဖားကန့်ဘက်မှာကတော့တိုက်ပွဲကတော့မြို့တွင်းမှာတိုက်ပွဲတော့မရှိဘူးဒီဒီဘက်တို့တွင်းမှာတော့အဲတချို့စစ်ကြောင်းတွေကတော့အဲ့ဒီနတ်မြာတို့နတ်တင်တို့ပေါ့နော်အဲ့ဘက်မှာရန်နေတယ်လို့ပြောကြတယ်အဲတချို့တွေအမှအဲထိုင်နေတယ်လို့ပြောတာပေါ့ပြန်စစ်တက်မလား မလို့ရှင်တော့ပြန်ဒီမှာဟိုကမိုက်ဘက်မချင်းနာဘက်ကိုပြန်ယူသွားမှာလားဒါတော့စောင့်ကြည့်ရတာပေါ့မေလာနောက်ဆုံးပတ်တဲ့ဖားကန့်ကိုဝင်နိုင်တဲ့စစ်ကြောင်းမှာအင်အားတရာဝင်းကျင်လောက်ရှိနိုင်ပြီးဖားကန့်ဘီယောဂုံးကိုဝင်သွားပြီးတော့စစ်ရေးလှုပ်ရှားတာမတွေ့ရသေးဘူးလို့ KAI ဘက်ကပြောပါတယ်ဒါပေမဲ့ဒီသားကန်ကြီးကတော့အဲ့ဒီစစ်ကြောင်းတွေကအင်အားတရာကျော်လောက်ဟာမော်စီစာရွာဖျားကုံဘုံကြီးကျောင်းမှာဝင်ရောက်တပ်ဆွဲနေပြီး ဖားကန်ကာမိုင်းလမ်းမှာကျန်နေတဲ့စစ်တပ်ဟာလည်းအချိန်မရွေးမျိုးတွေကိုဝင်ရောက်လာနိုင်တယ်လို့ခံမှန်းနေကြပါဗျ။ဒီကိစ္စနဲ့ပတ်သက်လို့ DVV အနေနဲ့အသေးစိတ်အတည်မပြုနိုင်သေးပေမဲ့ဖားကန်မြို့ကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးချိန်ကစလို့အခုချိန်ဒီဆိုရင်ဒေသခံ9ရောက်ထပ်မနေတေဆုံးခဲ့ရတာကြောင့်တိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။